ဘာတော့ဟာဘဲရရောက်လာပါလိမ့်မိဖုရားကြီးကထွက်ပြေးရင်အဖိုးကိုထင်ခွဲထားတာခလုတ်တိုက်မိပြီးတော့တတိမိတ်သွားပါတယ်ဒီလိုနဲ့အဖိုးကြီးလည်းသူ့ရဲ့အိမ်ထဲမှာခေါ်ထားလိုက်ပါတယ်ဟင်ငါငါဘယ်ရောက်နေရလဲအမိတ်ကလေးလေးအမိတ်ကလေးလေးရောတော်သေးရပေါ့အမေကကလေးလေးနဲ့ခွဲရတော့မှချက်နေတာနိုးလာပြီလားမိန်းကလေးဟင်အဖိုးကဘာတူလဲဟင် အဖိုးကတရရွာသားလေးပါကွယ်ထင်းထန်ခွဲနေတော့ငါတူမပြေးလာပြီးအဖိုးခွဲထားတဲ့ထင်းနဲ့ခလုတ်တိုက်မိပြီးတော့တတိမိတ်သွားတာကွယ်ကျမအသက်ကိုကယ်တင်ထားပေးလို့ဂျေဆုတင်มาတဲ့အဖိုးရဲ့ကိစ္စမရှိပါကွယ်အဖိုးမေးချင်တာငါတူမဘသူလဲကွယ်ဘယ်ရလာတာလဲပြီးတော့ဘာလို့အမော်တော်ပြေးတာလဲပြောပါအောင်ဟိုကျမဒီတိုင်းပြည်ရမိဖျားကြီးပါနန်းတော်ကနေမောင်းထုတ်ခံရပြီးရဲမန်းနှစ်ယောက်ကနောက်ကနေလိုက်တက်နေလို့ပါ ဟေးဒါဆိုငတ်တူမမိဖျားကြီးပေါ့ဟုတ်ပါရဲ့အဖိုးဟင်မိဖျားကြီးကျွန်တော်မျိုးတားမှန်ပါတယ်အလောက်ယူသေးပေးနေစရာမလိုပါအဖိုးရဲ့ကျမအခုတာမန်မင်းလေးတယောက်ပါပဲဒါပေမဲ့ကျွန်တော်အတွက်ကမိဖျားမိဖျားပါပဲမိဖျားကြီးဘဲမှသွားစရာမရှိရင်ဒီမှာတဲခုတ်လို့ရပါတယ်အဖိုးအားနာပါတယ်ရှင်ရပါတယ်ကွအားနာစရာမလိုပါဘူးဒါဆိုအဖိုးရဲ့သမီးအဖြစ်နေခွင့်ပေးပါ မိဖုရားလို့မခေါ်ပါနဲ့တော့ရှားရပေါ့ကွယ်အဖေသမီးလေးအဲ့ဒီချိန်မှာပဲရဲမန်းယောက်ကအဲ့ဒီအိမ်ကိုရောက်လာပါတယ်အိမ်ရှင်ရိုးအိမ်ရှင်ရှင်ခဏထွက်ခဲ့ပါအောင်မေးစရာရှိလို့ဒီဘက်ကိုပြေးလာတဲ့ကလေးမေတယောက်တွေ့လားလို့မေးချင်လို့ပါသမီးအထဲမှာသွားပုန်းလိုက်အောင်ဟုတ်ကဲ့ဖေရဲမတ်တို့လည်းမိဖုရားကြီးကိုလိုက်ရှာရင်းနဲ့အဖိုးရဲ့အိမ်ကိုရောက်လာပါတယ်ထွက်ခဲ့လို့ပြောနေတယ်နော် ဒလောက်អော်နေတော့ထမလာသေးဘူးလားဘာကိစ္စများရှိလို့လဲငါတူတော့ကလေးမေတယောက်ဒီဘက်ပြေးလာတာတွေးမိလားអូတွေးတယ်ကွယ်တွေးတယ်ဟိုဘက်ပြေးသွားတာမြင်လိုက်တယ်အဖိုးအိုကလည်းသူတို့ကိုလိန်ပြောလိုက်ပါတယ်သူ့အိမ်ကအန်ဒီယမကင်းတဲ့အတွက်၃၄ရက်လောက်နေတော့မိဖျားကြီးနေဖို့အိမ်တလုံးဆောက်ပေးလိုက်ပါတယ်အိမ်လဲပြီးတော့သူတို့သားမင်းအဲ့ဒီအိမ်နဲ့ပြောင်းလာပြီး သူကကလေးမျက်နှာကိုပဲချိန်မြင်ရမလဲလို့တွေးတော့ကတယောက်တည်းစကားတွေပြောနေခဲ့ပါတယ်။ကလေးလေးမမေကကလေးလေးကိုပဲချိန်မှတွေ့ရမှာလဲ။ဘလောက်တောင်ကြာနေပြီလဲ။အမေကလေးလေးကိုခုချိန်နဲ့မတွေ့ရသေးဘူးနော်။အမေကိုထွက်ပြီးလာရှာပါအောင်ကွယ်။ဒီမှာအမေအယုတ်ကလေးလက်ရှိတယ်။ထွက်လာဆုံးလေ။ထွက်လည်းမလာဘူး။အမေပင်မနေပြီ။အိတ်တော့မယ်နော်ဒါလေး။မိဖျားကြီးလဲ။ ကလေးမျက်နှာမြင်ရဖို့စောင့်မျှော်နေရင်းနဲ့ပဲအိပ်ပျော်သွားခဲ့ပါတယ်။ဒီလိုမြင်တော့နှံ့မင်းကြီးလဲခရုလေထွက်လာဖို့နီးလန့်ရှာလိုက်ပါတယ်။ရွှေခရုမင်းမေတော်ကတလောက်တောင်တောင်းဆိုနေတာဘာလို့ထွက်မလာတာလဲ။အသိရမေတော်ရင်ကွဲပြီးတေတာမြင်ချင်လို့လား။ဒါဆိုလဲဒီနည်းကိုပဲသုံးရတော့မှာပေါ့။နမင်းကြီးလည်းမြောက်ကြီးတကောင်ဖန်ဆင်းပြီးရွှေခရုလည်းထွက်လာအောင်လာဆွာလိုက်ပါတယ်။ ရွှေခရုလည်းနာညီလုံးလုံးမခံနိုင်တဲ့ဆုံးခရုခုနဲ့ကထွက်လာခဲ့ပါတယ်။မြောက်ကြီးကိုးမြာကိုနေဘာလို့ဒီနားမှာလာပြီးတော့စူညံနေရလဲ။ဟာဟာဟာဘယ်ထွက်ပြေးမလို့လဲ။ကောင်းကောင်းအဖမ်းခံလိုက်စမ်း။ ဒီနားမှာဘသူတွေလာစုံနေရလဲမိဖျားကြီးသွားကြည့်လိုက်တဲ့အချိန်မှာတော့သူ့သားကိုတွေ့သွားပါတယ်။ဒါအမေသားလေးရွှေခွေးမလာရင်ဒီနေ့ရောက်လာမယ်လို့အမေလုံးဝမထင်ထားသားရဲ့။အဲ့လိုမြင်တော့ဒီခရုခုံကမရှိလဲရပြီ။ဒါမှသူ့သားနဲ့တပဝလုံးတူတူနေသွားရမှာလို့တွေးလိုက်ပါတယ်။ ဒီခရုခွန်သာမရှိရင်ငါလဲငါသားကိုတပဝလုံးမျက်စိအောင်မှမြင်သွားရမှာအမေတောင်းမှန်ပါတယ်သားလေးရဲ့အမေတောင်းမှန်ပါတယ်သားလေးရွှေခရုအမေသားနဲ့ထပ်ပြီးမခွဲနိုင်တော့ကွယ်သူ့အမေခရုခွန်ကိုခွဲလိုက်တဲ့ချိန်မှာရွှေခရုလေးလည်းလာမြင်သွားပါတယ်အမေဒါဘာလုပ်တာလဲဟုတ်သားလေးရဲ့အမေပြောတာနားထောင်ပါအောင်ကွယ်အမေဒီလိုလုပ်တော့သားကဘယ်မှာနေရတော့မှာလဲသားလည်းအမေနဲ့နေပေါ့ကွယ် ตามงูเน่တော့เนาะอเมติมาရှိနေပြီလေဟုတ်ကဲ့ပါမေသူတို့ตามင်းယောက်လဲခရုခွန်မရှိတဲ့နောက်နှစ်ယောက်သားပျော့ပျော့ရှင်ရှင်အတူတူနေထိုင်လာနိုင်တယ်သူရင်ကြီးကတော့သူ့ရဲ့မိဖုရားကြီးကိုပဲတတိယနေပြီမစားနိုင်မတောက်နိုင်တွေဖြစ်နေကြတာပေါ့အခုတော့ဘာဖြစ်တာလဲမျက်နာလည်းမကောင်းပါလားအခုတော့ဘာဖြစ်တာလဲငါနောက်မလာနဲ့အခုတော့ကကျမောက်မောင်းထုတ်တယ် အကိုတော့ကျမမချစ်တော့ဘူးကျမဘာအမလှုပ်ခဲ့လို့လဲကျမဘာအမလှုပ်ခဲ့လို့လဲထွက်သွားလို့ပြောနေတာဟုတ်အကိုတော့ငေါ့ဒီလိုတခါမှမလှုပ်ဘူးအကိုတော့အခုချိန်ထိအဲ့ဒီမိမောက်မမေ့နိုင်သေးဘူးပေါ့ရှားတယ်အကိုတော့တသက်လုံးသူ့မမြင်အောင်လှုပ်ပေးမယ်ရုံမာတဲ့မိဖုရားလဲမင်းကြီးသူ့ကိုစိတ်ဝင်စားတော့ကျုံမာတဲ့နီလန်းတွေသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်နင်တော်တဲ့အောင်လန်းဆရာကိုသိလား ဟုတ်ကဲ့သိပါတယ်။ဒါဆိုမနှက်ပြန်ကြရင်ငါ့ကိုလာတွေ့ခမ်းလိုက်။သူ့စီသွားမှာပဲအဆင်ပြေမှန်းချက်နဲ့။ဒါဆိုရင်လည်းရတယ်လေ။ငါသွားလိုက်မယ်။သူအောက်လန်းဆရာစီသွားချင်တဲ့အကြောင်းရတော့မင်းကြီးကိုအောက်လန်းနီးနဲ့ထိန်ချုပ်ချင်လို့ပါ။ဒါအောင်ယူသွားပါမိဖျား။စိတ်ရှုပ်တာတွေပျောက်ကင်းစိတ်လိမ့်မယ်။မွေးတယ်နော်။မွေးပေမဲ့အန်တီရများတယ်။သုံးတဲ့အချိန်တတိထားပါ။ ရွှေကြည်ဘယ်မှာရှိလဲဆိုတာရှင်သိလားမသိပါဘူးမညာနဲ့နော်တကယ်မသိရပါဒါဘလို့တုံးရမလဲကို့ချစ်လာစေချင်တဲ့သူရဲ့မျက်နှာမှောက်ထုတ်လိုက်ဩဟုတ်ပြီဟုတ်ပြီရှောက်တော့မမှောက်နဲ့နော်ရှောက်လို့ရင်ဘာဖြစ်မှာလဲစိုးကျိုးတွေများတယ်မိဖုရားရတယ်ကောက်ချစ်တဲ့မိဖုရားလဲအောင်လန်းစရာစီသွားပြီးမင်းကြီးသူ့ကိုပဲချစ်လာအောင်လှုပ်ခမ်းလိုက်တယ်ဟာဟာဟာ ီနေတော့ငါယောက်ကြားငါတယောက်တည်းကိုပဲချက်လာစေရမယ်အကူတော့ဘာကိစ္စခေါ်တာလဲမိဖုရားကမင်းကြီးကိုခေါ်ပြီးမင်းကြီးလက်ကြည့်တဲ့ချိန်မှာမင်းကြီးရဲ့မျက်နှာကိုအဲ့ဒီဆေးနဲ့မှုတ်လိုက်တဲ့ချိန်မှာတော့စက္ကန့်ပိုင်းလည်းတွင်မဲ့မင်းကြီးကမိဖုရားကြီးကိုအရန်ချက်သွားပါရင်ဟမ်ဒီနေ့ငါမိမအရန်ချက်ဖို့ကောင်းတာပဲလာစမ်း တနေ့မှာတော့ကောက်ကျစ်တဲ့မိဖုရားရဲ့အထင်းတော်ဟာဈေးထဲလိုအပ်တာလေးတွေလာဝယ်ပါတယ်။ဒီနေ့ချက်ထားတဲ့ဟင်းမယောင်။ချက်ထားတာတော့အိုးတွေပဲရှိတယ်။ကျမတို့ရဲ့မိဖုရားတခါတည်းချက်ပြီးသားဟင်းတွေကိုဝယ်ခန်းလိုက်လို့ပါ။ဒီဈေးထဲမှာဘသူအများချက်ပြီးသားလာရောက်လို့လဲ။အကိုကျမကိုမုံညင်းနှစ်ထောက်ပေးပါ။ဟမ်ဒီအတန်ကြားဘူးတလို့ပဲ။ဒီမှာရပါပြီဗျာ။ဒါ ဂျာမိဖျားကြီးရွှေ့ကြီးပဲ။ तू အသက်ရှင်နေသေးရဲ့ပေါ့။ငါမိဖျားလေးကိုမြင်မြတ်သွားပြောပြမှဖြစ်မယ်။အထင်းတော်ဟာမိဖျားခေါင်းကြီးအသက်ရှင်နေသေးရအောင်မြင်တော့အဲ့ဒီသတင်းကိုရှုပြီး तू ရဲ့မိဖျားစီအမြန်ဆုံးသွားပြောပါရယ်။မိဖျားမိဖျားဟဲ့ဘာကိစ္စရှိလို့လဲ။ကိစ္စကြီးကြီးပါမိဖျား။ဘာကြီးလဲပြောစမ်း။အခုနကကျမစီးရဲသွားတော့လေအေးဘာဖြစ်တာလဲပြောမိဖုရားခေါင်းကြီးရွှေကြီးမသေးသေးတော့တွေးလိုက်ရလို့ပါ ဟာဘလို့လို့ပြီးဖြစ်နိုင်မှာလဲကျမတော်တီဆော့ပင်နဲ့မှတ်လာသေးတယ်ဘလို့လို့ပြီးသူကအသက်ရှင်နေသေးရလဲအဲ့ဒီရဲမက်နှစ်ယောက်ကိုတောက်ခွလာခဲ့စမ်းဟုတ်ကဲ့ပါရဲမက်နှစ်ယောက်အခုချက်ချင်းဝင်လာခဲ့စမ်းရောက်လာပါပြီမိဖုရားမင်းတို့နှစ်ယောက်ကအလုတ်ကိုသေးချမလုတ်ဘူးပေါ့တားမှန်ပါတယ်မိဖုရားသူကအိမ်သာတက်ချင်တာဆိုလို့လွတ်လိုက်တာပါအဲ့လိုနဲ့သူထွက်ပြေးသွားတာဘယ်မှာလိုက်ရှာလို့လိုက်ရှာရှာမတွေ့တော့ပါဘူးမိဖုရားတောက်တော့မကြတဲ့ကောင်းတွေ တလောက်တောင်အားရသလားသူ့ကိုအခုချက်ချင်းလိုက်ရှာပြီးတတ်လိုက်စမ်းမဟုတ်လို့ကတော့နင်တို့နှစ်ယောက်ကောင်းပြုတ်ပြီးသားမှတ်တော့ဟုတ်ကဲ့ပါမိဖုရားဟုတ်ကဲ့ပါမိဖုရားငွေစိန်ကမိဖုရားကောင်းကြီးမတည်သေးအောင်တီးတော့သွားတက်ဖို့နောက်တစ်ခါရဲမှတ်တွေကိုဆေးလွတ်ပြန်ပါတယ်ဒီတပ်ပုံတွေကမိန်းကလေးကိုတွေ့ဘူးလားမတွေ့ဘူး ဦးလေးသူ့တွေ့ဘူးလားဩတွေ့ဘူးတာပေါ့ तू ဟာဟိုဘက်မှာသွားကြည့်လိုက်ဒါနဲ့နင်တို့ဘာလို့သူ့လိုက်ရှာနေရလဲဘာမှမဟုတ်ပါဘူးဒီတိုင်းမေးကြည့်ရပါသေချာသွားနော်ခွေချီနင်းမိနေအောင်မယ်ငါတို့သူ့ရုံတင်လားကွာမတက်နိုင်ဘူးလေကွာသွားကြည့်လည်းမမှားပါဘူးရဲမက်တွေလည်းမိဖျားကြီးတို့တားမရှိရဲ့နေအောင်သိပြီးနောက်သူတို့လည်းအဲ့ဒီနေအောင်ချက်ချင်းလိုက်သွားပါတယ် ရွှေခရုလေးလဲသူ့အမေကိုအိမ်မှာထိုင်ပြီးညှော်နေတာပေါ့အမေကဘယ်သွားနေရလဲမသိဘူးကျွန်တော်ပိုက်ဆာနေပြီအမေရဲ့ရွှေခရုလေးကိုမြင်တော့ရဲမတ်တို့ညောက်လဲသူကမိဖုရားကောင်းကြီးရဲ့သားဆိုတာသိပြီးသူတယောက်တည်းပဲရှိတယ်ဆိုတာသိသွားတော့အဲ့ဒါမိဖုရားကောင်းကြီးရဲ့သားပဲဒါဆိုသူတို့သားမင်းဒီမှာနေတာပဲဖြစ်ရမယ်ဟုတ်တယ်ကွာဒါဆိုငါတို့သူ့သွားဖမ်းရအောင်လေအေးသွားမယ်ဒီလိုနဲ့ပဲရဲမတ်ညောက်လဲ ရွှေခရုလေးကိုဖမ်းပုတ်ကြံစီလိုက်ပါတယ်။ပြေးသွားမလို့လဲဦးလေး။ဦးလေးတို့ကျွန်တော်အမေကိုတွေးမိသေးလားယင်။အာလှို့လှို့ဘာလို့ကျွန်တော်လာဖမ်းတာလဲ။လူမှားပြီထင်နဲ့။လှို့လှို့ဘာလို့ကျွန်တော်လာဖမ်းတာလဲ။အာအာအာလှို့လှို့မင်းတို့ဘာလို့ငါမင်းကိုလာဖမ်းတာလဲ။ငါမင်းကိုလွတ်စမ်း။အာခမည်းတော်ဖိုးကြီးကများသွားစမ်း။အေး ငါသေးမှပဲငါမြင်းကိုဖမ်းသွားလို့ရမှာဒါဆိုလဲခမည်းသဘောတိုင်းမဲလေအာအာအဖိုးဘာမှမလုပ်ပါနဲ့ဗျာဒါတားတောင်းမှန်ပါတယ်ဟာဟာအခုတော့မင်းသားလေးကိုရှာပြီးကွာမိဖုရားကောင်ကြီးပဲလိုတော့တယ်သူတို့မင်းသားလေးကိုဖမ်းသွားတဲ့ချိန်မှာနတ်မင်းကြီးကမြင်သွားခဲ့ပါတယ်ဩမင်းတို့ကပြည်သူတွေကိုအနိုင်ကျင့်နေရပေါ့မင်းတို့ဆုံးမမရတော့မယ် နတ်မင်းကြီးလည်းရွှေခရုလေးကိုထင်းတောင်းပြအောင်လှုပ်လိုက်ပါရဲ့။ဟာဟင်းဟိုကလေးဆုပ်ပလုတ်တော့ဘေးရောက်သွားတာလဲ။ဟင်းနင်ကြည့်လိုက်စမ်းနင်ပါထန်းလာလဲဆိုတာနင်ခုနရေကပါထန်းလာလဲဆိုတာမသိဘူးလား။ဟုတ်တယ်ဟာဘလို့ဖြစ်နိုင်တာလဲ။ငါတို့တော့ဒုက္ခရောက်ပြီ။သိပြီပဲ။ငါတို့တော့တကယ်ဒုက္ခရောက်ပြီ။ ဘလို့လုံးမလဲဒီထင်းတော့ပဲတတ်တယ်ဖြည့်ယူသွားပြတော့မှာပေါ့ဒါမှပဲငါတို့ရုံမှာအေးကွာမင်းတဘောပဲရဲမန်းနှစ်ယောက်လုံးလဲသူတို့ထမ်းလာတဲ့ရွှေခွလေးရရုတ်တရက်ဘာလို့ထင်းတော့ဖြစ်သွားလဲဆိုတော့ကိုစဉ်းစားမရဖြစ်နေပါတယ်မိဖုရားကြီးပြန်ရောက်ပါပြီဘလို့လဲငါဟိုသားမိနှစ်ယောက်ကိုတွားတက်ခိုင်းတာဟိုဟိုဟိုလေးပြောလိုက်တော့မဖမ်းနိုင်ခဲ့ပါဘူးမိဖုရားဟာ နင်းတို့မြောက်လေးဘာကိုခိုင်ခိုင်အစင်းကိုမပြေဘူးစံကုန်မြေလေးကောင်နေပဲဒါပေမဲ့မိဖုရားကောင်ကြီးရဲ့ကလေးကိုတော့ဖမ်းလာနိုင်ပါတယ်ဒါပေမဲ့လမ်းတဝက်မှာတင်ထင်းတုံးအဖြစ်ပြောင်းသွားတာပါမိဖုရားကြီးရှောက်ပြုံးမနေနဲ့လူကနေဘလို့လို့တစ်တုံးဖြစ်နိုင်မှာလဲအဲ့ဒီတစ်တုံးလဲရှေးထဲမှာသွားမျောလိုက်တော့ပြီးတော့မင်းတို့မြောက်ရဲ့မျက်နှာကိုငါထက်ပြီးမမြင်ချင်တော့ထွက်သွားဟုတ်ဟုတ်ကဲ့ပါမိဖုရားငွေစိန်လဲစိတ်တူတူနဲ့သူတို့မြောက်ကိုမောင်းထုတ်လိုက်ပါတယ် မိဖုရားရွှေကြည်ကတော့သူ့သားဖမ်းခံရတာမသိတဲ့အတွက်စားစရာလေးသွားဝယ်ပြီးသူ့သားကိုလာခေါ်နေပါတယ်။ตาလေးตาလေးအမေပြန်လာပြီ။ตาလေးဘယ်မှာလဲ။ตาအမေตาလေး။အော်ဒီကလေးကလည်းဘယ်ရီရှောက်သွားနေရလဲမသိဘူး။ตาလေးตาလေးตาလေးအမေตาလေး။သမီးရဲ့ဟင် အဖေအဖေဘာဖြစ်တာလဲယင်ရွှေခယူလေးကိုရဲမက်တွေကဖမ်းသွားပြီသမီးရဲ့ဟင်မဖြစ်ဘူးမဖြစ်ဘူးဒါမိဖျားငွေစိန်အမိတ်မဖြစ်ရမယ်မဖြစ်ဘူးသားလေးကိုချက်ချင်းသွားကယ်မရမယ်မိဖေရကောင်ကြီးအဲ့လိုကြတော့သူ့သားရွှေခယူလေးကိုကယ်ဖို့ချက်ချင်းထွက်သွားပါတယ်သားလေးသားလေးသားလေးဘာမှမဖြစ်နိုင်အောင်နော် အမိလာကယ်ပြီးသားရဲ့ကဲရေထဲကိုပြစ်ချလိုက်တော့ကွာဒီတစ်တုံး မိဖေရကောင်ကြီးရောက်လာတော့သူတို့ကထင်းနှောင်းကိုရေထဲပစ်ချလိုက်ပါပဲဟာဟာဟာဒီလိုရေထဲကိုပစ်ချလိုက်တော့ငါးစာဖြစ်ပြီပဲသူ့အမေသာလာမြင်တော့ရင်ကွဲသေးပါပြီဟုတ်တာပေါ့ကွာရင်ွေတော့ကွဲပြီပေါ့ငါတို့လည်းပဲတက်နိုင်မလဲလေခိုင်းတဲ့အတိုင်းပဲလုပ်ရမှာပေါ့ဟင်ဘာလို့ဒီလိုဖြစ်ရတာလဲအမေတောင်းမှန်ပါတဲ့တားရဲ့အမေတောင်းကိုမကယ်နိုင်ခဲ့ဘူးအမေကိုခွင့်လွတ်ပါတားရဲ့ သူတောင်းမကဲတင်နိုင်လို့မိဖုရားကောင်းကြီးလည်းဖြေမစင်နိုင်ဖြစ်နေခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်။ရွှေခရုဆက်လန်လေးရဲ့အပိုင်းတစ်ကတော့ဒီမှာပဲအဆုံးသတ်သွားပါရရှင်။လာမယ့်အပိုင်းမှာရွှေခရုတို့သားမိကဘလို့ဖြစ်သွားမလဲ။ပြီးတော့ရှုံမာကောက်ချစ်တဲ့မိဖုရားငွေစင်ကောဘလို့အဆုံးသတ်တွေဖြစ်သွားမလဲ။အောင်လန်းပညာနဲ့ပြူစားခံထားရတဲ့ဘယင်ကြီးကောဘလို့ဖြစ်သွားမလဲ။လာမယ့်ဗီဒီယိုမှာအတူတူကြည့်ကြရပါရှင်။